မင်္ဂလာပါရှင်။ဘာမခေတ္တတရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမတ်လ23ရက်မနက်ခင်းတရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့တန်တောင်တောင်ကိုလမ်းမိုင်းတွင်ရဲတပ်ရင်စစ်တပ်မှဆိုင်ကယ်ဖြင့်ထွက်လာသောရဲများပစ်ကတ်ခံရပြီးတအူးတေဆုံးဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ပဲခူးတိုင်းတောင်ကုန်းမြို့တန်တော်တောင်ကုန်းလမ်းမိုင်းတွင်ရဲတပ်ရင်စစ်တပ်မှဆိုင်ကယ်ဖြင့်ထွက်လာသောရဲများပြစ်ခတ်ခံရပြီးတအူးသေးဆုံးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် မက်လ21ရက်နေ့နံနက်ပိုင်းတွင်တန်တော်တောင်ကိုလမ်းမိုင်း၌အမှတ်7ရဲတပ်ရင်းမှဆိုင်ကယ်ဖြင့်ထွက်လာသောရဲများကိုအမည်မသိတနက်သမားများကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့သောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ကျန်ဘက်စစ်သားများနှင့်ရဲများရောက်ရှိလာပြီးတိစုံသွားသောရဲတပ်သားအလောင်းကိုကောက်ယူကတန်တော်တောင်ကိုလမ်းမိုင်းကိုပိတ်ဆို့ဆစ်ဆေးမှုများလှုံ့ဆော်သွားကြောင်းသိရှိရသည် မနေ့ကပြစ်ခတ်ခံရတာလို့သိရတဲ့ရဲရီဆိုင်ကနေထွက်လာတဲ့အချိန်ပြစ်ခတ်ရတာပြစ်ခတ်မှုဖြစ်ပြီးတိတ်မကြဘူးစေခွေရောရဲရောရောက်လာပြီးအလောင်းလာကောက်သွားတယ်စေခွေတွေကတန်တောင်တောင်ကိုလမ်းမိုင်းကိုပိတ်ဆိုပြီးနည်းနည်းပပလောက်ပဲရှာဖွေတာတွေလုပ်ပြီးပြန်သွားကြတယ်လို့သိရတယ်မနေ့ကဆာမိုးပဲဖြေဆိုခြင်းဆိုတော့ចောင်းနီးနာကလမ်းတွေပိတ်ထားကြတာတော့ရှိတယ်ဟုဒေတာပြည်သူတို့ကပြောဆိုသည် ဆက်လက်ပြီးတီးတိမ်မျိုးခလာရ269တရင်မှဒုတက်ချက်တူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ဆိုတဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။ချင်းပြည်နယ်တီတိမ်မြို့ခလာရ269တရင်မှာဒုတက်ချက်တူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း PDF ဆိုလန်ကပြောဆိုသည်မက်စလ19ရက်နေ့တွင်တီတိမ်မြို့ခလာရ269တရင်မှာဒုတက်ချက်မောင်မင်းဆိုသည် PDF ဆိုလန်ထံအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် အလင်းဝင်လာသောမောင်မင်းဆိုသည်အမေအမျိုးသားတနက်တလန်ကြီပေါအပိုး၆ခုလက်ပြပုံတစ်လုံးကြီများနှင့်စစ်အုံဆောင်ပစ္စည်းများယူဆောင်လာခဲ့ကြောင်းသိရှိရသည်အဆိုပါအလင်းဝင်လာသောဒူတက်ချက်မောင်မင်းဆိုကို PDF ဆိုလန်ကနှွေးထွေးစွာကြိုးဆိုခဲ့ပြီးဆက်လက်ဆောင်ရှောက်ထားကကွန်ပျူတာစုငွေများချိန်မြင်ခဲ့ကြောင်းသိရသည်။ယခုဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့ဝက်လက်မြို့နယ်စင်ကိုင်းရွာကိုစစ်တပ်ကလေရင်ဖြင့်ထမှန်ပုံကျဲတိုက်ခိုက်မှုပြည်သူ၃ထိခိုက်ဒဏ်ရာရဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းဝက်လက်မြို့နယ်စင်ခိုင်ရွာကိုအစံဖက်စစ်တပ်ကလင်းပြက်ထမှန်ပုံစဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူအုံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice of Mandalay မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မက်စလာ၂၀ရက်နေ့နနက်9:50မိနစ်နဲ့56မိနစ်ခန့်တွင်စစ်ကောင်ရွာကိုအစံဖက်စစ်တပ်ကလင်းရင်ဖြင့်နှစ်ကြိမ်ပုံစဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အကြမ်းဖက်စစ်တိတ်လေးချောင်းတိုက်ခိုက်မှုတွင်ပြည်သူအမျိုးသားသုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာခြေနေမဆိုးရင်ရကြောင်းထို့ပြင်နေအိမ်များထိခိုက်ပျက်စီးမှုမရှိကြောင်းသိရှိရသည်။အကြမ်းဖက်စစ်တပ်က Jet Fighter နှင့်ဆင်ခိုင်ရွာကိုလေးချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားတာပါ။ဒီလေးချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူသုံးမဆိုးရင်ရထိခိုက်ဒဏ်ရာရရတယ်။နေအိမ်တွေပျက်စီးတာမရှိဘူးလို့သိရတယ်ဟု Voice of Mandalay မှတာဝန်ရှိသူတို့ကပြောဆိုသည်။ ဆင်ငံရွာကိုအကြံဘတ်စစ်တပ်ကမက်လ16ရက်နေ့ကလည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအသက်6လအရွယ်ကလေးငယ်တို့အပါအဝင်ပြည်သူလေးဦးသေဆုံးခဲ့ကြောင်းအလားတူမက်လ20ရက်နေ့ကလည်းကျေးရွာဖျားဝင်းကိုလေကြောင်းဖြင့်ထမှန်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်ဆလဘေးမြင်းချံမျိုးနဲ့ဆုံရနေပြည်သူပိုင်ရှာခဲများကိုမီးရှို့နေသောစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုတဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါရမရှင်။ မန္တလေးတိုင်းမြင်းကျန်းမြို့နယ်စုံရွာနေပြည်သူပိုင်းရာခဲများကိုမီရှိုနေသောကျန်းဘက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာတဦးသေးဆုံးခဲ့ကြောင်းရွှေကျိုးဖြူပြည်သူ့ကောက်ရီတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် မတ်လ21ရက်နေ့နနက်10:00နာရီလေးမိနစ်ခန့်တွင်မြင်းချံမြို့နယ်စုံရွာရှိဘက်ရှိတိုးတဲ့နိုင်ဖြီသူပိုင်ရှာခဲများကိုအကြံဘက်စစ်ကောင်စီတပ်သားများကဝင်းရောက်မီရှိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့သူမီရှိုဖျက်ဆီးနေသောအကြံဘက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားတို့အသေးဆုံးကနှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ဆုံရရှိဘက်ကကြောထဲမှာရှာခင်းတွေကိုမိဘက်ရှုံနေတဲ့ပြုတ်ခွေးတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြူစော်တီတကောင်တေးပြီးနှစ်ကောင်တန်ရရရှိတယ်လို့သိရတယ်ဟုရွှေချိုးဖြူပြည်သူကောက်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကိုရွှေချိုးဖြူပြည်သူ့ကောက်ရဲတပ်ဖွဲ့ MGN Onsen Blood Civilian Defense Force ABCDF မြင်းချံမြောက်ပိုင်းသားများပျောက်ကြားတပ်ဖွဲ့ MNGF တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည် ရှိခိုဆလာဘီစစ်ကောင်းဆောင်ရင်ခီးစဉ်ပြီးနောက်ရုရှားတပ်မတ်လာရောက်တွေ့ဆုံမှုအနုမျိုးတပ်ပေါင်းမှုတိဆောက်ရေးဖြစ်လာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အနာဒိစကောင်းဆောင်ဘူဇုံမူကြီးမြောင်းလိုက်ရုရှားခီးစဉ်ပြီးနောက်မြန်မာနိုင်ငံတို့ရုရှားတပ်မတ်လာရောက်တွေ့ဆုံမှုတွင်အနုမျိုးတပ်ပေါင်းဖို့တိဆောက်ရန်ကိစ္စရပ်များဖြစ်လာနိုင်ွယ်ရှိကြောင်းစီရီယံအရာရှိနှင့်လေလာသူတို့ကထောက်ပြသည် မြန်မာနိုင်ငံဆိုင်ရာရုရှားသံမကြီး HA Mr. Eskander Asifzov တို့နေပြည်တော်သို့ယခုရက်ပိုင်းကလာရောက်ခဲ့ပြီးစစ်ကောင်ဆောင်နှင့်တွေ့ဆုံကနှစ်နိုင်ငံကြားကာဝေးရေးအပအဝင်ကဏ္ဍပေါင်းစုံနိုင်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ဟုစစ်ကောင်စီထုတ်ပြန်ချက်အရသိရသည်။ရင်းအခြေအနေအရမြန်မာရုရှားဆက်ဆံရေးဗတ်ဆောင်ပုံမှုပူးပေါင်းလာနိုင်ပြီးကမ္ဘာခင်းစင်မတည်ငြိမ်ခြင်းရွေးချယ်စရာများများမရှိသည့်စစ်ကောင်ဆောင်အနေဖြင့်ဖက်တစ်ဖက်ကိုပြေးကပ်ခြင်းဖြစ်ကြောင်းမြမရေးလီလာသူတို့က ERA Time ကိုပြောသည်။ အနှုမျိုးတပောင်းဖို့ဆောက်လုပ်ဖို့ကိစ္စတွေဆက်ဖြစ်နိုင်ပါတယ်။တရင်တွေအရ55မဂါဝက်စက်ရုံသိန်းတစ်ခုစောင်းမယ်။တဝဲကတော့ကျွန်တော်အမြင်ကြောင်းမယ်။မြေဦးထားတလောက်ပဲဖြစ်နိုင်မယ်ဟုမြမအရေးလီလာသူကဆိုသည်။စက္ကန့်စီကမှဆိုပါတိတ်ဆုံမှုတွင် စက္ကန့်ဆောင်ရရုရှားခေးစဉ်၌နှစ်နိုင်ငံကြားဆွေးနွေးရရှိခဲ့သည့်သဘောတူညီချက်များကိုဆက်လက်အကောင့်တွေဖို့ဆောင်သွားရနှင့်ကောက်ရေးကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ထားသည် မြန်မာနိုင်ငံတွင်နျူကလ িয়ার သုတေသနဌာနတည်ထောင်ရန်ပြီးခဲ့သည့်2015ခုနှစ်ကရုရှားနိုင်ငံနှင့်လက်မှတ်ရေးထိုးခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်နျူကလ িয়ার နည်းပညာကိုအသုံးချရန်ဤမျိုးစုံကြိုးပမ်းလာကြောင်းသိရသည်အနာဒိန်ဆက်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်သည်ယခုလအတွင်းရုရှားနိုင်ငံသို့သွားရောက်ခဲ့ပြီးသမရဗိုတင်နှင့်တွေ့ဆုံကမြန်မာနိုင်ငံ၌အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့တအားပေးဆက်ယုံတိဆောက်ရေးအပအဝင်သဘောတူညီချက်၁၀ခုကိုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည် ရေနျူကလ িয়ার ပိုင်ဆိုင်ခွင်သည်စစ်ကောင်ဆောင်မြိုက်အိမ်မက်ဖြစ်ပြီးထို့အတွက်ဘကိုနှင့်နေပြည်တော်ဝန်ကြီးတွင်စေယုံတိဆောက်သွားရင်စီစဉ်နေကြောင်းသတင်းရမျက်တံကတည်ရတော့လဲ ARA တိုင်းသတင်းဌာနအနေဖြင့်တိကျအတည်မပြုံနိုင်သေးပြီသူတို့သဘောတူညီချက်တွေထဲမှာလည်းပါလာပြီးသားစစ်တပ်မှာနျူကလ িয়ার နဲ့ပတ်သက်တဲ့အိမ်မက်ရှိတယ်။နောက်ပြီးသူတို့လူနေရာလက်နက်တွေဒါကိုသူတို့အနေနဲ့အကောင့်ထဲပို့သွားမယ့်အနေအထားရှိတယ်ဟုစီရီယံဘူကြီးလင်းထအောင်က ERA Time ကိုပြောသည်။ လန်ရှိတွင်မြန်မာရုရှားကုန်သည်ရေးသည့်လက်နက်ဝယ်ယူမှုကိန်းဂဏန်းများအပါအဝင်အမေရိကန်ဒေါ်လာ1ဘီလီယံသာရှိနေပြီးအင်းဒီဂျင်လည်းဖြင့်အမေရိကန်ဒေါ်လာ4ဘီလီယံကိုနှစ်နိုင်ငံနယ်ဆက်ကုန်သွယ်ရေးလုပ်နေသည့်ထိုင်းနိုင်ငံတပင်းနယ်ပါနေကြောင်းလေးလာသူများထံကသိရသည်ဆလဘီစကောင်စီကတဝဲရည်နဲ့စိတ်ကန်စီမံကိန်းစတင်နိုင်ရန်အပူတပြင်းချိုးပန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ်စစ်ကောင်စီကတဝဲရည်နဲ့စိတ်ကံစီမံကိန်းပြန်စနိုင်ရန်နေမြေရှင်လင်းရေးအပါအဝင်စီမံကိန်းအရာနှင့်ဝန်ကျင်ဒေသအရွာများကိုအင်အားရချေပြန်စစ်ကြောင်းထုတ်ဝင်ရလျက်ရှိကြောင်းတဝဲခရိုင်အခြေစိုက်တော်လင်းတပ်ဖွဲ့များကလူလူຫນွေသူတို့ပြောသည် စီမံကိန်းအရာနှင့်တည်ရှိသည့်နဘူးလေး ပရတဲရွာမရင်ကြီးရွာဘဝရွာနဲ့ဇာတိရွာများတို့အင်အားရကြီးဖြင့်ကုံချောင်းမှစစ်ကြောင်းတို့ဝင်ရောက်နေသေးပြီးရေချောင်းမှလည်းစိတ်ကန်းအနေစစ်တမ်းမောများအစင်းနဲ့ပြင်ဆင်ထားသည်ကိုတွေ့ရှိရကြောင်းတွလိုင်းတရင်ရင်မြများကပြောသည်ကံပောင်းမော်ရရီရေတပ်ဘက်ကနေလဲစာရီလန်အတိုင်းရှင်နဲ့စိတ်ကန်းဘက်ကို OTV တချောင်းဆင်းနေတာရှိတယ်။အင်အား300လောက်နဲ့စစ်ကြောင်းတွေခွဲပြီးထုံးနေတယ်လို့ယူဆရတယ်ဗျဟုတဝဲခိုင်အခြေစိုက်တော်လင်းတပ်ဖွဲ့တခုမှတောင်းရှိသူတို့ကလူလူຫນွေဦးတို့ပြောတယ်။ ်စစ်ကောင်စီသည်ရင်းနှီးစိတ်ကမ်းနှင့်ဆက်ဆက်သည့်ကြေးရွာများကိုပိတ်ဆို၍စစ်ကြောင်းများတိုးနေခြင်းဖြစ်ပြီးပင်လယ်ပြင်၌ရေတပ်စစ်သည်မောများအရင်တင်ချထားသည့်အပြင်တဝဲမျိုးနှင့်တရင်ချောင်းမျိုးကြားတွင်စစ်တပ်လေတီများလေကျင့်ပြန်တမ်းမှုကိုပါလုံနေကြောင်း၎င်းကဆက်ပြောသည် အနာဒိဆက်ကောင်ဆောင်မြောင်းလိုင်းနေရှခုမက်လာဆန်ကရုရှားနိုင်ငံသို့တွားရောက်ခဲ့တဲ့ခီးစင်တွင်တဝဲရင်နဲ့စိတ်ကန်စီမံကိန်းလှုပ်ဆောင်ရန်နှစ်နိုင်ငံနားလည်မှုစာချုပ်လာရေးထိုးခဲ့ပြီးနောက်ဆက်ကောင်စီဘက်မှစီမံကိန်းအမြန်ဆုံးပြသနိုင်ရန်အပူတပြင်းကြိုးပမ်းလာနေခြင်းဖြစ်သည့် စစ်ကောင်စီကရေနံစိတ်ကန်းကိုမဖြစ်မနေအမြန်ဆုံးအစာပြိုးဖို့ပြင်ဆင်နေတယ်။အဲဒါကြောင့်လဲရေနံစိတ်ကန်း area တခြားအင်အားသုံးပြီးစစ်ကြောင်းထိုးလာတာသိသားလာတယ်။ပြည်လေပြင်းမှာလဲစစ်သင်ဘောတွေအစင်သင်ဆောင်နေတယ်။လေကြောင်းမှပါလာနိုင်စေရှိတယ်။နောက်တစ်ခုကလေကြောင်းအပြင်ပါရာမော်တာတွေလည်းပါလာလိမ့်မယ်ထင်နေပြဟုတွလိုင်းသတင်းရင်းမြစ်တို့ကပြောသည်။ ထို့ကြောင့်ပြည်သူများအနေဖြင့်ဖြစ်ပေါ်လာနိုင်သည့်စစ်ရေးအခြေအနေများအရပုံကိုယ်ကျင်းများတူထားခြင်းစစ်ကောင်စီလှုပ်ရှားမှုများကိုမျက်ခြေမပြတ်ဆောင်ကြည့်ခြင်းစစ်ရေးတရင်များအားနာဆွင့်ခြင်းအပေါင်းဝင်လိုအပ်လာနိုင်ခြင်းများအကျုံတင်တက်ဆွာရေးပြင်ဆင်မှုများလှုပ်ထားကြရင်၎င်းတော်လှန်ရေးတရင်ရင်းမြစ်ကတိုက်တွန်းသည် အနည်းဆုံးကတော့ကိုနေတဲ့အနည်းဆုံးနေရာမှာဘုံခုခြင်းတွေတူထားရမှာပါမတူလို့မရဘူးဗျနောက်တစ်ခုကကိုအနီနာပဝင်းခြင်းမှာရောက်လာတဲ့ရန်သူတရင်တွေတည်အောင်လှုပ်ထားရမှာပါအရေးပေါ်ရှောင်းတိန်နာတွေလှုပ်ရပြီဆိုရင်ရန်သူတရင်မသိပဲဘလို့မှဖောက်ထွက်လို့ရနိုင်မှာမဟုတ်ဘူးလေးချောင်းတရင်ချန်နယ်တွေစောင့်ကြည့်နေပါတိုက်ဝဲတရင်တွေနားထောင်မှာအခြေအနေကထပ်ဆိုးလာဖို့ပဲရှိပါတယ်အဲ့ဒီအတွက်ကျူတင်ပြင်ဆင်မှုတွေလှုပ်ထားကြဖို့လူတွေပြဟုတ်၎င်းကမှတ်ချက်ပေးတယ် အာနာဒိန်စစ်ကောင်ဆောင်မရလိုက်သည့်၎င်း၏ရုရှားခီးစဉ်တွင်တဝဲရည်နှင့်စိတ်ကန်းစီမံကိန်းလုံပိုင်ခွင့်အားရုရှားအာနာပိုင်များလုံပိုင်ခွင့်ပေး၍ရုရှားအကူအညီဖြင့်ပြည်တွင်း၌နျူကလ িয়ার ဆက်ယုံတည်ဆောက်ရေးလုပ်ငန်းများလှုပ်ဆောင်နိုင်ရန်အလဲလှယ်လုပ်ခဲ့ခြင်းဟုနိုင်ငံတကာသတင်းများကသုံးသပ်ကြသည်